မင်္ဂလာပါရှင်ခေတ္တတလီဗေးရှင်းကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်။ဒေါအောင်ဆန်းစုကြည်လက်ချိုးလို့ကုသမှုခံနေရတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ဇကိုင်းငလင်းလောက်ခတ်မှုမှာနေပြည်တော်နှံထိခိုက်ခဲ့ပြီးနေပြည်တော်တွင်းရှိဝန်တန်းအင်ယာနှင့်အထက်မြင့်အဆောက်အုံများပါဝင်ထိခိုက်ပျက်စီးခဲ့ပြီးသေဆုံးသူ489ရောက်ရှိကြောင်းသိရပါတယ်။အဆိုပါသေဆုံးမှုတွေမှာအတွင်းဝင်အစင်နဲ့ညွန်မှုအစင်များပါဝင်ပြီးတာမန်ဝန်တန်းများလည်းထိခိုက်မှုရှိပြီးဝန်တန်းမိသားစုတချို့လည်းသေဆုံးခဲ့ပါတယ်။ နေပြီးတော့မှထိန်းသိမ်းခံထားတဲ့ပြည်သူအစိုးရရဲ့နိုင်ငံတော်တိုင်ပင်ခံလည်းဖြစ်နိုင်ငံတိုင်းဝန်ကြီးလည်းဖြစ်နေသူနိုဘယ်ငြိမ်းချမ်းဆုရှင်ဖြစ်သူဒေါအောင်ဆန်းစုကြည်ကိုတီးသက်နေအိမ်နှစ်ထပ်ဆောင်တစ်ခုကိုပြောင်းရွှေ့ထားခဲ့ပါတယ်။ စာကစာမှာထိုင်းနိုင်ငံဒုတိယဝန်ကြီးချုပ်နဲ့တောင်အောင်ဆန်းစုကြည်တို့ကိုနေပြည်တော်အကျဉ်းထောင်မှာတွေ့ဆုံခဲ့ခြင်းမဟုတ်ဘဲနေပြည်တော်တွင်ရှိတီးခြားနှစ်ထပ်အိမ်ဆောင်မှာတွေ့ခဲ့ပြီးတဲ့နောက်အဆိုပါနေအိမ်မှာပဲတောင်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံခဲ့တဲ့နေရာဖြစ်ပါတယ်။အဆိုပါနေရကဝန်ကြီးများနေထိုင်တဲ့အိမ်ယာဝန်ကျင်ဖြစ်ပြီးအခုစာကစာပြန်ကြားရေးဆိုင်ရာတာဝန်ထမ်းဆောင်နေတဲ့ဗိုလ်ချုပ်ဇော်မင်းထွန်းအသည့်တုံးထက်တိုက်ဆောက်ထားတဲ့ရက်ကွက်ဖြစ်ပါတယ်။မလ28ရက်မှာစကိုင်းငနေလောက်ခတ်တဲ့ကာလမှာတောင်အောင်ဆန်းစုကြည်ကတရားမှတ်လမ်းလျှောက်နေတဲ့အချိန်ဖြစ်ပြီးအဲဒီအချိန်အဆိုပါအိမ်ရဲ့ပထမမြေကြီးတက်မြေတဲ့ ဲကိုထွက်ဝက်ကြောင့်နေဝင်ခဲ့ပြီးတောင်ဆန်းစုကြည်နေထိုင်နေတဲ့ဒုတိယတပ်ဖြိုကြရမှာထိခိုက်ခဲ့ပြီးဘေဘက်လက်တဖက်လက်ဖြန့်ယူကြိုးခဲ့ကြောင်းမြန်မာအမေရိကန်သတင်းဌာနမှစုံစမ်းသိရှိခဲ့ရပါတယ်ဒီလိုနဲ့စာကစာမှာနိုင်ငံတော်ရဲ့အတိုင်ပင်ခံနိုင်ငံခြားရေးဝန်ကြီးတောင်ဆန်းစုကြည်ကိုစေကူတမှုပေးထားခဲ့တာကိုသတင်းအမှောင်ချထားခြင်းဖြစ်ကြောင်းသိရပါတယ်မလ28ရက်မြန်မာစံတော်ချိန်12:57မိနစ်မှ12:55မိနစ်မှလောက်ခတ်ခဲ့တဲ့စကိုင်းကလင်ကလူဦးရေ3000ခန့်ထိခိုက်ခံစားခဲ့ရပြီးစာကစာအုပ်ချုပ်တဲ့နေပြည်တော်အဆောက်အအုံပေါင်း 2015လုံးပြင်ဆင်ခဲ့ပါတယ်။ မြန်မာအမေရိကန်ရုပ်တံသတင်းဌာနမှစုံစမ်းသိရှိရတဲ့သတင်းချက်လက်တွေကိုမြန်မာပြည်ကိုရောက်ရှိနေတဲ့ကုလအတွင်းရေးမှူးဒုကိုယ်စားလှယ်ဂျူလီပီရှော့တန်ကိုပေးပို့ခဲ့ပြီးဒေါအောင်ဆန်းစုကြည်နဲ့သူမှတွေ့ဆုံနိုင်ဖို့တောင်းဆိုတင်ကြောင်းအကြံပြုထားပါတယ်။နောက်ထပ်တစ်ပုတ်အနည်းနဲ့စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုတွေအရှိန်မြင့်နေပြီးအမိတ်ပေးစင်ခိုင်းသူနဲ့လှုပ်ဆောင်သူတွေကိုအရေးယူနိုင်ဖို့ကြိုးပမ်းနေတယ်လို့ IIMM ပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ကယန်မျိုးသားနေမှာစစ်တပ်ကလေကြောင်းတိုက်ခိုက်မှုကယန်ပြည်သစ်ပါတီကကန့်ကွက်ရှုံချတယ်လို့သိရပါတယ်စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုတွေအရှိန်မ မြင့်လာကြောင်းကုလသမဂ္ဂစုံစမ်းစစ်ဆေးရေးရန်တရား IIMM ကသတင်းထုတ်ပြန်ပြောဆိုလိုက်ပါတယ်။လွန်ခဲ့တဲ့နှစ်နှစ်မှာမြန်မာစစ်တပ်ကစကိုင်းတိုင်းတွင်ဒါကြီးရှိပစီကြီးကြီးရွာကိုလေကြောင်းမှတိုက်ခိုက်ခဲ့ရာကလေးများပါဝင်အနည်းဆုံးလူပေါင်း155ဦးသေဆုံးခဲ့ကြောင်းအဲ့ဒီဖြစ်ရပ်က2022ခုနှစ်ဖေဖော်ဝါရီလမှစစ်တပ်ကအရသာအစိုးရကိုဖျောက်ချပြီးနောက်ပိုင်းမြန်မာနိုင်ငံမှာအသေးပြောက်များဆုံးတိုက်ခိုက်မှုတင်ရဖြစ်ကြောင်းဒရုန်းများအသုံးပြုခြင်းနဲ့အချို့ကဆွဆွဲထားသလိုဒါရုလက်နက်အသုံးပြုခြင်းများအပါအဝင်ဝေဟင်မှပုံကျဲတိုက်ခိုက်မှုတွေကမြန်မာ ါနိုင်ငံမှပဋိပက္ခရဲ့ကြောက်မက်ဖွယ်အင်္ဂါရက်တစ်ခုဖြစ်ပြီးဗစီကြီးတိုက်ခိုက်မှုနောက်ပိုင်းအကြိမ်အရေတိုးမြင့်လာကြောင်းဆိုပါရယ်မလအတွင်ငလင်းလောက်ခတ်မှုအပိသက်အသက်ရှင်ကျန်ရစ်သူတွေကိုကင်စိန်သမားတွေကရှာဖွေနေစမှာပဲမြန်မာစစ်တပ်ကမန္တလေးစကိုင်းနဲ့အခြားဒေသများမှာလူကြောင်တိုက်ခိုက်မှုတွေဆက်လက်လှုပ်ဆောင်နေတာကြောင့်အရက်သားများထိခိုက်ဒေဆုံးခဲ့ကြကြောင်းသိရပါရယ်ဒီနှစ်ပိုင်းမှာမြန်မာစစ်တပ်ကနိုင်ငံအနှံ့လူကြောင်တိုက်ခိုက်မှုတွေကိုစနစ်တကျနဲ့အရှိန်မြင့်လှုပ်ဆောင်လာတာကြောင့်ဒေဆုံးမှုတွေပြန်စည်းမှုတွေနေရဆုံးခွာမှုတွေပြန့်နှံ့ဖြစ်ပွားပြီးလူမှုအတိုင်းဝိုင်းတွေကိုအ ကြမ်းဖက်မှုတွေဖြစ်ခဲ့ပါတယ်။ပြည်သူတွေကဒီတိုက်ခိုက်မှုတွေရဲ့တန်ကိုသွေဝိုက်စွာခံစားရတာမဟုတ်ဘဲများသောအားဖြင့်ပြစ်မှတ်ထားပြီးတိုက်ခိုက်တာကိုခံနေရတာပါ။ကျောင်းတွင်စေယုံစေကန်တွေနဲ့ဒုက္ခသည်စခန်းတွေဖျော်ပြပွဲတွေဖျားကျောင်းတွေဘုံကြီးကျောင်းတွေအပြင်ဂီတဖျော်ပြပွဲလိုမျိုးလူစုလူဝေးတွေမှာဘုံကျဲခံခဲ့ရပါတယ်လို့မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးမှုရန်ရရဲ့အကြီးကဲနီကိုလက်ခွန်ချန်ကပြောပါတယ်။ အရက်သားတွေကိုမရှောင်ရှားပဲပြစ်မှတ်ထားတဲ့တိုက်ခိုက်မှုတွေကဆင်ရဆွေးမှုနဲ့ဒါမှမဟုတ်လူသားမျိုးနွယ်ပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုဖြစ်သတ်မှတ်ခံရနိုင်ကြောင်းရန်ရီယာကကျူးလွန်ခဲ့တဲ့ရာဇဝတ်မှုတွေရဲ့သဘောတဘာဝကိုသတ်မှတ်နိုင်ဖို့နဲ့အ धिक တာဝန်ရှိသူတွေကိုဖော်ထုတ်နိုင်ဖို့စုံစမ်းစစ်ဆေးမှုတွေကိုအရှိန်ဟုန်မြင့်တင်ဆောင်ရွက်လျက်ရှိကြောင်း IIMM ကဆိုပါတယ်ရန်ရီယာကဒီရက်ဆက်ကြမ်းကြုတ်တဲ့ထိခိုက်မှုတွေအကြောင်းအထောက်အထားတွေကိုစုဆောင်ပြီးစီစစ်သုံးသပ်နေရဆိုတာဒီတိုက်ခိုက်မှုတွေကျူးလွန်ဖို့အတွက်အမိန့်ပေးစီခံသူတွေနဲ့လှုပ်ဆောင်သူတွေကိုတီးစေကြပါတယ်တနေ့မှသူတို့ ို့ကျူးလွန်နေရဆွေးမှုတွေအတွက်တရားရုံးမှာအမှုညင်ဆိုင်ရစေဖို့ကျွန်တော်တို့ကြိုးပမ်းဆောင်ရွက်နေပါတယ်လို့နီကိုလက်ခွန်ချန်ကဆက်လက်ပြောကြားခဲ့ပါတယ်။ဒါအပြင်25ကြိမ်မြောက်ကရင်မျိုးသားနေဖြစ်တဲ့မနီကညပိုင်းဖေကူမျိုးနဲ့တိတ်ကြည်ကြီးွာကိုစစ်တပ်ကပုံကျဲချခြင်းကိုပြင်းထန်စွာကန့်ကွက်ရှုတ်ချလိုက်ပြီးထပ်မံကျူးလွန်ပါကဖြစ်ပေါ်လာမဲ့ကိစ္စရဲ့အလုံးစုံကိုတာဝန်ခံမှာမဟုတ်လို့ကရင်ပြည်သက်ပါတီကတတိပေးထုတ်ပြန်လိုက်ပါတယ်။ AB လဆိုင်ရည်ည7:45မိနစ်ချိန်25ကြိမ်မြောက်ငွေရတူကရင်မျိုးသားနေကျင်းပါရတိ ီးကျိတ်ကျေးရွာမှာလူနေအိမ်တွင်ပြမတ်ထားပြီးပေါင်နေရပုံချေချခဲ့တာဖြစ်ကြောင်းငလင်ဖီးတံကိုအကြံပြုပြီးအကြံဖက်စေကောင်စီကအပြစ်ခံရစေကြောင်းကြေညာထားတဲ့အချိန်ကာလတွင်ကရင်အမျိုးသားတို့ရဲ့နေဒူးနေမြခန္ဓာကျင်းပရာတီးကျိတ်ကျေးရွာကိုပုံချေတက်ခတ်မှုကဆေးရဆွေးမှုကျူးလွန်တဲ့အပြင်တိုင်းရင်းသားလူနေစုအခွင့်အရေးဆိုင်ရာနိုင်ငံတကာစံနှုန်းသတ်မှတ်ချက်တွေကိုပြောင်းအတီလင်းချိုးဖောက်ခြင်းဖြစ်ကြောင်းထုတ်ပြန်ပါတယ်။ အကြမ်းဖက်စစ်တပ်ရဲ့တိကျိန်ကြီးရွာကိုပုံကျဲတိုက်ခိုက်ခြင်းကကရင်ပြည်သစ်ပါတီဗဟိုစည်းဧရိယာတွင်ဖြစ်တဲ့အားလျော်စွာ1994ခုနှစ်အပြည့်ရစဲတဲ့သဘောတူညီချက်တွေကိုအတိအလင်းချုပ်ဖောက်ခြင်းဖြစ်ကြောင်းအကြမ်းဖက်စစ်ကောင်စီကိုယ်တိုင်ကြီးညာချက်ထုတ်ပြန်ထားတဲ့တနိုင်ငံလုံးအတိုင်းအတာအပြစ်ခံရစဲကြောင်းထုတ်ပြန်ချက်ကိုကိုယ်တိုင်ချုပ်ဖောက်ကျွလို့နဲ့အတွက်ကရင်ပြည်သစ်ပါတီကပြင်းထန်စွာကန့်ကွက်ရှုတ်ချထားပါတယ်။ဒါအပြင်စစ်မဲ့ဆောင်ဖြစ်တဲ့ကရင်ပြည်သူများနေထိုင်ရာကျေးရွာများတွင်ပုံကျဲတိုက်ခိုက်ခြင်းကရင်မျိုးသားစာပြင်ကြီးမှုဝိဒေတာလက္ခဏာမျိုးတိုင်း င်းဆိုင်ရာများကိုဖော်ထုတ်တဲ့လှုပ်ရှားမှုတွေကိုအထက်ပါဖြစ်စဉ်မျိုးထပ်မံကျူးလွန်မှာကဖြစ်ပေါ်လာမဲ့ကိစ္စရပ်တွေကို KNPD ပါတီကတာဝန်ခံမှာမဟုတ်တော့ KNPD ပါတီကတတိပေးထားပါရယ်။ ဆလဘီတောင်တာတဲတော်ရွာကိုစစ်တပ်ကစက်တက် LED နဲ့တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲမီးလောင်ပုံးနေနဲ့ကျဲချတိုက်ခိုက်မှုပြည်သူတအုပ်ထိခိုက်ဒဏ်ရာရပြီးနေအိမ်ငါးလုံးမီးလောင်ပြန်ကျတဲ့ကြောင်းတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းတောင်တာမြို့နယ်တဲတော်ရွာကိုစစ်ပတ်စစ်တပ်ကစက်တက် LED နဲ့တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲမီးလောင်ပုံးများနဲ့ကျဲချတိုက်ခိုက်ရာပြည်သူတအုပ်ထိခိုက်ဒဏ်ရာရရှိပြီးနေအိမ်ငါးလုံးမီးလောင်ပြန်ကျခဲ့ကြောင်းတောင်တာမြို့နယ်လူထုလှုပ်ရှားမှုကော်မတီမှတာဝန်ရှိသူတအုပ်ကပြောပါရယ်။ AB လ9ရက်နေ့မနက်9:15မိနစ်ခန့်မှာမိထီလာ ီတန်မှတက်လာတဲ့အချမ်းဖတ်စတက်ရဲ့စက်တက်လီဒီ၃စီကတဲတော်ကြီးရွာပေါ်ကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲပုံတိကိုလုံးပါဝင်မီလံပုံများချင်းချတိုက်ခိုက်ခဲ့တာဖြစ်ကြောင်းသိရပါရယ်အချမ်းဖတ်စတက်ရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်းပြည်သူတန်အိုးပြင်းထန်ဒဏ်ရာရရှိပြီးနေအိမ်ငါလုံးလည်းမီလံပြကြခဲ့ကြောင်းသိရပါရယ်မိတိလာလီတက်ကတက်လာတဲ့စက်တက်လီဒီ၃စီနဲ့တဲတော်ကြီးရွာပေါ်ကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲပုံတိကိုလုံးချင်းချတာပြည်သူတန်အိုးထိခိုက်ဒဏ်ရာရတဲ့နေအိမ်ငါလုံးမီလံပြကြတဲ့မီလံပုံတိတွေပါပါတယ်လို့တောင်သားမျိုးနဲ့လူလူလှူရှာမှု ကော်မတီမှတာဝန်ရှိသူတောင်းကပြောပါရယ်။နောက်ထပ်တစ်ပုတ်အနည်းငယ်ငလင်းပေးတဲ့ချိန်လာမယ့်ဒီဇင်ဘာစစ်ကောင်စီရဲ့ရွှေကောက်ပွဲမှာဝိုင်းဝန်းပူပေါင်းဖို့စစ်ကောင်ဆောင်ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ နလင်းဘေးတင်နေခြင်းစစ်ကောင်စီကလာမယ့်ဒီဇင်ဘာလမှာပြုလုပ်မယ့်ရွှေကပွဲကိုအောင်မြင်စွာကျင်းပပြီးစီးနိုင်ဖို့အတွက်ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားဖို့လိုကြောင်းစစ်ကောင်စီကစာဖို့ချုပ်မှုကြီးမြောင်းလိုင်းက AP လဆိုင်ရက်ကပအုပ်ကိုပိုင်အုပ်ချုပ်ခွင့်ရဒေသခီးစင်မှာပြောပါရယ်။နလင်းတန်တင်ခဲ့တဲ့ရှမ်းပြည်နယ်တောင်ပိုင်းပအုပ်ကိုပိုင်အုပ်ချုပ်ခွင့်ရဒေသဟုတ်ပုံမျိုးကိုတွားရောက်ကြည့်ရှုစဉ်အဆိုပါဒေသမှာပြည်နယ်ခရိုင်မြို့နယ်အစဉ်စစ်ကောင်စီလက်အောက်ခံဌာနဆိုင်ရာဝန်ထမ်းများနဲ့တွေ့ဆုံရမှာအဲ့ဒီလိုပြောဆိုလိုက်တာပါ။လက်ရှိမှာ Rista Sake 9.9အစဉ်ရှင်အင်အား ြင်းငလင်ကြောင့်စစ်ကောင်စီစီရင်အရလူပေါင်း3600ကျော်တည်ဆုံးပြီးထိခိုက်ပျက်စီးမှုတွေများပြားနေချိန်မှာစစ်ကောင်စီလက်အောက်ခံပြည်တော်စုရွေးကောက်ပွဲကော်မရှင်ရှူအီစီကရွေးကောက်ပွဲကိုဒီဇင်ဘာလအတွင်းမှာကျင်းပဖို့ရှိကြောင်း AB လ10ရက်နေ့မှာထုတ်ပြန်အတည်ပြုခဲ့ပါတယ်။ဒါကြောင့်ပါတီတီထောင်ခွင့်လျှောက်ထားလူတွေအနေနဲ့လာမယ့်မေလ9ရက်နေ့နောက်ဆုံးထားလျှောက်ထားဖို့လည်းရှူအီစီကပြောထားပါတယ်။စစ်ကောင်စီကပြုလုပ်မယ့်ရွေးကောက်ပွဲကိုအခုနှစ်ဒီဇင်ဘာလတတိယပတ်နဲ့စတုတ္ထပတ်2026ခုနှစ်ဇန်နဝါရီလပထမပတ်နဲ့ဒုတိယပတ်စသဖြင့်အပိုင်း၄ပိုင်းခွဲပြီးပြုလုပ် ုပ်ဖို့စီစဉ်ထားကြောင်းစစ်ကောင်ဆောင်ကပြီးခဲ့တဲ့မလတွင်ကထုတ်ဖော်ပြောဆိုထားပါတယ်စတက်ကအာနာသိမ်းပြီးနောက်ရွှေကောက်ပွဲကော်မရှင်ကိုပြန်ဖွဲ့စည်းထားပြီးလက်ရှိမှာ၎င်းတို့ရဲ့လုပ်ငန်းစဉ်အရရွှေကောက်ပွဲဖြစ်မြောက်ရေးတာဝန်ပေးပြီးမဖြစ်မနေလှုပ်ဆောင်ခိုင်းနေခြင်းဖြစ်ကြောင်းစစ်ကောင်စီထံမှမှတ်ပုံပြန်မတင်ခဲ့တဲ့ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီမှအထွေထွေတွင်ရင်မှုဦးမျိုးကျော်ကသတင်းဌာနကိုပြောပါရတယ်။ တစ်ဖက်မှာလည်းစပေးရှောင်နေရှိတဲ့ပြည်ရင်းစစ်တွေတောက်လျှောက်ဖြစ်နေတဲ့တစ်ဖက်မှာလည်းတဘာဝဘေးဒဏ်နေရှိတဲ့ဒီကြားထဲမှာရွှေကောက်ပွဲကိုလုပ်တယ်ဆိုတဲ့ဟာကတော့အာနာရှင်တွေရဲ့အစဉ်အလာရလောက်တာပါဒါပေမဲ့လည်းရွှေကောက်ပွဲကိုကျင်းပမှုစ조사နေကြတဲ့ UEC တို့ကိုတောင်မှအခုချိန်မှာတာလဘတ်ရုံကန်ထဲမှာလုံနေရတာအဲ့ဒီတော့ဒီဟာနဲ့ဘယ်လိုလုပ်ကျွန်တော်တို့နိုင်ငံမှာရွှေပောက်ပွဲဖြစ်နိုင်မလဲ ဖြစ်နိုင်ခြင်းမဖြစ်နိုင်ခြင်းဆိုတာကသူတို့ရဲ့အင်္ဂါလက္ခဏာကိုကြီးလိုက်ခြင်းတောင်မှသိနိုင်တယ်လို့၎င်းကပြောပါတယ်။စစ်ကောင်စီအနေနဲ့အာဏာသိမ်းပြီးနောက်ရွှေကောက်ပွဲကျင်းပပြီးမြဲလို့မကြာခဏပြောဆိုထားပြီးအခုနှစ်ဖေဖော်ဝါရီလမှမလအတွင်းမြို့နယ်အချို့မှာအသက်၁၈နှစ်နဲ့အထက်လူကြီးစင်ကိုမြေပြင်ကွင်းစင်းစစ်ဆေးမှုတွေပြုလုပ်ခဲ့ပါတယ်။မလ၂၈ရက်ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းကလေးကြောင့်နေပြည်တော်မန္တလေးနဲ့စကိုင်းပါဝဲမြန်မာနိုင်ငံအလဲပိုင်းမှာထိခိုက်ပျက်စီးမှုတွေများပြားခဲ့ပြီးကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးမှူးရော UNOC CHA မြန်မာရဲ့အေဘီလာ9ရက်နေ့ထုတ်ပြန်ချက်တွင်ရငလင်းကြောင့်လူဦးရေ18တန်းခန့်အထိကိမှုရှိကြောင်းခန့်မှန်းထားတယ်လို့သတင်းမှဖော်ပြပါရှိပါရရှင်။